ယေရှုအဖျားရှင်အဆုံးအမသာသနာအတွင်းမနောပီတိဂုံးစီထီကကျင်းပပြုလုပ်တဲ့အလှူတော်ကြီးကတော့အေယာဝတီတိုင်းဒေသကြီးပန်းတော်မြို့နယ်ဂျုံတိုင်းကြီးအုပ်စုဂျုံတိုင်းကြီးကြီးပါမှာအလှူတိုင်ကဥကြော်စွာဝင်းအလှူတိုင်ကမှာဒေါ်ချိုချိုနိုင်တာမောင်ဝင်းရခမိသားစုတို့မှာ နှစ်ဖက်မိဘများဖြစ်ကြသောဥတန်ဝင်းဒေါ်ဘီဥတင်ဝင်းဒေါ်စန်းမြစ်တို့အားအမှုထားလျက်ဗုဒ္ဓဘိသေကအနေကစားတင်မင်္ဂလာနှင့်ဒုက္ခကာရီကျောင်းတိုင်းမှဥဇောတိကအရှင်သူမြတ်အားကံစင်သိက္ခာတန်မင်္ဂလာနှင့်အတူဓမ္မကာမီအမိရှိတိန်ကျောင်းတော်ကြီးအားကျောင်းလို့ပူဇော် ရေသက်ချအလိုတော်မင်္ဂလာကြီးပဲဖြစ်ပါလေခမရ။အလုတ်ဒိုင်ကဦးကျော်စွာဝင်းအလုတ်ဒိုင်ကမှာဒေါ်ချိုချိုနိုင်တမောင်ဝင်းရခမိသားစုတို့သည်မြတ်ဖျားဟောကြားခဲ့သောကျောင်းဝီဟာရလူရာကျိုး9မျိုးဖြစ်သော လူပြည့်နတ်ပြည့်တို့၌ဖြစ်ရခြင်းစိတ်ဖြင့်တောင်းတယုံမြဖြင့်အဆောက်အဦရရှိခြင်းထိတ်လန့်ခြင်းမှကင်ဝေခြင်းအစိမ့်အတောင်နှင့်မကောင်းမိစ္ဆာတို့မနှောက်ရှက်နိုင်ခြင်းအိမ်မက်ကောင်းများကိုသာမြင်မရခြင်းစိတ်ထားတည်ကြည်ခြင်းအရဟတဘုပေါ့ယန္နာဖြစ်ရခြင်းဆိုတဲ့အကျိုးတရားများရရှိနိုင်ကြပါစေလို့ကိုဟိန်းထက်ဝင်း ဦးစည်းတည်ထောင်တော့ချဲလင်းဘုံဘောက်ဆက်အခွဲတော်သားများမှာစူတောင်းမြစ်တာပို့တာလဲရပါလေခင်ဗျာအလှူတော်ရမ်းမြက်ဖြစ်သောကဆုံလားစုံ6ရက်နေကိုအလှူဝင်နေ့တတ်မှတ်က9ရက်နေ့မှာတော့အလှူချင်းနေ့အဖြစ်တတ်မှတ်ပြီးချဲလင်းဘုံဘောက်ဆက်မှာ ကာလဒါနနဲ့ပတ်သက်သောတေးသချင်းများနဲ့ပြောပြကတရားဆုံးဏီကုံးမှာတော့အလူပွဲကြီးအောင်မြင်ကြောင်းကိုကိုဟင်းထက်ဝင်ဦးစည်းတည်ထောင်ထားသောချဲလင်းဖို့ပေါ့ဆက်မှာအောက်စီရွံ့မှာပဲဖြစ်ပါလေခမညာ ယေရှုဖျားရှင်အဆုံးမသာသနာအတွင်းမနောပီတိဂုံးစီထီကကျင်းပပြုလုပ်တဲ့အလှူတော်ကြီးကတော့အေယာဝတီတိုင်းဒေသကြီးဘန်းတော်မြို့နယ်ဂျုံတိုင်းကြီးအုပ်စုဂျုံတိုင်းကြီးကြီးဝါမှာအလှူတိုင်ကဥကျော်စွာဝင်းအလှူတိုင်ကမှာဒေါ်ချိုချိုနိုင်တာမဝွင့်ရခမိသားစုတို့မှာ နှစ်ဖက်မိဘများဖြစ်ကြသောဥတန်ဝင်းဒေါ်ဘီဥတင်ဝင်းဒေါ်ဆန်းမြင့်တို့အားအမှုထားလျက်ဗုဒ္ဓဘိသေကအနေကစားတင်မင်္ဂလာနှင့်ဒုက္ခကာရီကျောင်းတိုင်းမှဥဇောတိကအရှင်သူမြတ်အားကံအဆင့်သိက္ခာတန်မင်္ဂလာနှင့်အတူဓမ္မကာမီအမိရှိတိန်ကျောင်းတော်ကြီးအားကျောင်းလို့ပူဇာပူဇာ ရေသက်ချအလိုတော်မင်္ဂလာကြီးပဲဖြစ်ပါれခမရအလုဒိုင်ကဦးကျော်စွာဝင်းအလုဒိုင်ကမှာဒေါ်ချိုချိုနိုင် တာမဝဉ္ယခမိသားစုတို့သည်မြတ်ဖျားဟောကြားခဲ့သောကျောင်းဝီဟာရလူရာကျိုးခုနှစ်မျိုးဖြစ်သောလူပြည်နတ်ပြည်တို့၌ဖြစ်ရခြင်းစိတ်ဖြင့်တောင်းတရုံများဖြင့်အဆောက်အဦရရှိခြင်းထိတ်လန့်ခြင်းမှကင်းဝေးခြင်းအစိတ်အတောင်နှင့်မကောင်းမိစ္ဆာတို့မနှောက်ယှက်နိုင်ခြင်းအိမ်မက်ကောင်းများကိုသာမြင်မရခြင်း ိတ်ထားတည်ကြည်ခြင်းအရဟတ္တဘုပေါ့ယန္နာဖြစ်ရခြင်းဆိုရယ်အကျိုးတရားများရရှိနိုင်ကြပါစေလို့ကိုဟိန်းထက်ဝင်းဦးစည်းတည်ထောင်လာတော့ချဲလင်းဘုပေါ့ဆက်အဖွဲ့တော်သားများမှာစူတောင်းမြစ်တာပို့တလဲရပါလေခင်ဗျာအလှူတော်ရမ်းမြတ်ဖြစ်တော့ ကဆုံလားစုတ်6ရက်နေကိုအလူဝင်နေ့တတ်မှတ်က9ရက်နေ့မှာတော့အလူချင်းနေ့အဖြစ်တတ်မှတ်ပြီးချဲလင်းဖို့ဘောက်ဆက်မှာကာလဒါနနဲ့ပတ်သက်သောတေးသချင်းများနဲ့ကြော်ပြေကတရားဆုံးဏီကုံးမှာတော့အလူဘွဲကြီးအောင်မြင်ချောင်းကိုကိုဟိန်းထက်ဝင်းဦးစည်းတည်တော်ထားသောချဲလင်းဖို့ဘောက်ဆက်မှာအောက်စီရုံးမှာပဲဖြစ်ပါတယ်ခမညာ